ဲ့ဒီပညာထဲမှာကြောင်းမှာနော်ရေးထားတာတော့စားတော့ကြီးကြီးကျယ်ကျယ်ပဲတို့နိုင်ငံကဆောင်ပုတ်တွေနဲ့ပြိနေတဲ့နိုင်ငံအမျိုးသားစီကံအစစာသင်ကျောင်းကဆိုတော့ကျောင်းသားလောက်စီကံပြက်တာကျောင်းသားပဲရှိဟင်လမ်းပေါ်ဆိုင်ကယ်စီးအုပ်ထုပ်မပါတာကျောင်းသားပဲလိုင်စင်မပါတာကျောင်းသားပဲအရွယ်မတိုင်ခင်မစည်းတဲ့အချိန်စီးနေတာလည်းကျောင်းသားပဲ ဒါမိဘတင်ရကောင်းမှလည်းမသိဘူးဆရာဆရာမတင်ရကောင်းမှလည်းမသိဘူးအုပ်ချုပ်ရေးအဖွဲ့ရလို့ကြံ့မှန်ရကောင်းမှလည်းမသိဘူးပညာဆိုတာကပညာဘာလို့ဟုတ်တယ်ကပြောသားအခုခင်ဗျားတို့ကပညာလိုအပ်မလို့อ่ะဘာလို့လိုညင်သွားညင်သွားပညာလိုအပ်မလို့อ่ะဘာလို့ဘို့လိုတော့ ပညာရဲ့လုပ်ငန်းစဉ်ကအကောင်းဆိုးအကြောင်းကျိုးအမှန်ဝေဖန်ပိုင်းခြားတာကိုပါခေါ်တော့ပိုင်းခြားပြီးပါလို့မအောင်အလုံးမျက်စိလဲနေတာထုံပေပေကတ်တက်တက်ပေဆုပ်ဆုပ်မှုန်ကုတ်ကုတ်နော်ဒါကြောင့်ဒီတဏ္ဍာန်လုံးဆုပ်ယုပ်ပျက်စီးနေတာအဲ့ဒါပဲဗျပညာအဲ့ဒီအကောင်းဆိုးအကြောင်းကျိုးအမှန်အမှန်ဝေဖန်တတ်သွားရင်တိ့ ကိုကိုကိုတီဆောင်ဟမ်ဘာလို့ ਆ မယ်ကိုကိုကိုတီဆောင်မယ်အခုတရားပညာတွေရရင်လေကိုကိုကိုငြိမ်းအေးအောင်နေရအောင်ထိုင်ရအောင်လောက်အောင်လားအေးကလေးတွေပညာသင်ပေးတယ်ဆိုတာအကြီးရွယ်ချက်ကဒါပညာရဲ့အဓိကဘဝတစ်ခုကိုတည်ဆောက်နိုင်ဖို့အဲ့တော့အနည်းဆုံးနေတတ်ထိုင်တတ်သွားတတ်လာတတ်စားတတ်တောက်တတ်ပြောတတ်ဆိုတတ်လှုပ်တတ်ကြံတတ်ကြံတတ်စီတတ်အဲ့ဒါပညာ အတန်းပြောတာမဟုတ်ဘူးဘယ်နှတန်းအောင်မလဲမေးမနေနဲ့ဟင်နားလပိန်းလုံးတိုင်းပြီပညာဘာလို့သင်မန်းမှမသိဒီပညာတန်ဖို့မရှိတော့ဒီကလေးတယောက်ကိုပြုစုပို့ထောင်နေဆိုတာသာသမီးကိုမိဘကချစ်တယ်ဆိုရင်ဒီသာသမီးဟာသူ့ခြေတော့ပေါ်သူရက်နိုင်အောင် သူ့ကိုယ်ကိုထိန်းချောင်းနိုင်အောင်သူ့ဘဝသူ့ကို လျှောက်လန်းနိုင်အောင်လမ်းညွန်ပေးမှမိဘကောင်းလို့ခေါ်တယ်။ဆရာကောင်းဆိုတာတပည့်ကိုကိုချီတော်ဘောကိုမမရက်ပြီးကိုပညာရက်နဲ့ကိုဘဝကိုအသက်မွေးနိုင်အောင်သင်ပေးနိုင်မှဆရာကောင်းလို့ခေါ်တယ်။အတန်းနေအောင်တာဆရာပြောတာမဟုတ်ဘူး။အခုကပညာကောင်းကောင်းမသိတော့ကလေးကလေးဆိုတာတကယ်တော့သူ့အရွယ်နဲ့သူတခုခုနင်တို့ကလေးမွေးတဲ့အခါအားလုံးသိတာပဲမွေးဘူးတဲ့လူတွေတို့ကတော့လူပြိုကြီးမသိပါဘူး။နော်စာဖတ်ဘူးလို့သိတယ် နော်ကလေးလေးတွေသူ့အရွယ်နဲ့သူ့